အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ကအခုရက်ပိုင်းတွေအတွင်းဖြစ်ပေါ်နေတဲ့ဘုံခွဲမှုတွေဟာပြည်သူတွေကိုကြောက်လန့်အောင်တမင်ဖန်တီးထားတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အကြောက်တရားတွေဖြစ်အောင်ဖန်တီးတဲ့ထောင်ချောက်ထဲရောက်မသွားဖို့လိုအပ်ကြောင်းပြောပါတယ်ပြည်သူတွေဆိုရင်တော့ဆိုရင်တော့ဘုံမိပါရဖြစ်တယ်ဆိုတော့လည်းအမေကတော့ယုံကြည်တယ်အမေတို့ပြည်သူတွေကခေါင်းအေးအေးနဲ့စဉ်းစားတတ်ပါလေ။ဒါရီကတမင်ပေါ့နော်။ဟိုလှုပ်လှုပ်ရှားရှားဖြစ်အောင်လို့ဆွတာဆိုတော့အဲ့ဒီအိတ်ထောင်ပြောက်ချင်းမဝင်သွားဖို့ပဲပေါ့။တတိတော့ထားအောင်ပေါ့ တဲ့နဲ့စိုးရိမ်မှုဝင်ခဲ့နေတယ်လက်ရှိဖြစ်ပေါ်နေတဲ့ဘုံခွဲမှုတွေဟာဘလို့ရည်ရွယ်ချက်တွေနဲ့ဆောင်ရွက်နေရဆိုတာအတိအကျမပြောဆိုနိုင်ပေမဲ့အုတ်ချုပ်ရေးပိုင်းအနေနဲ့ကာကွယ်တားဆီးမှုတွေပြုလုပ်ထားဖို့လိုအပ်တယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌဦးထေဦးကပြောပါတယ်ကျွန်တော်ဒီမှာနိုင်ငံတော်ပိုင်းပေါ့နော်အုတ်ချုပ်ရေးပိုင်းပေါ့အုတ်ချုပ်ရေးပိုင်းကလည်းပဲဒီဥစ္စာနယ်ပတ်သက်လို့သူကာကွယ်တားဆီးရမှာပေါ့ဟုတ်တယ်နော်ဒုတိယကလည်းပြည်သူတွေပိုင်းကလည်းပဲတကယ်လို့ရတယ်သတင်းရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဒါပြည်ဘူးလူလားပေါ့နော်အခုလည်းတချို့စားတွေဆိုသတင်းပေးတာတွေရှိပါတယ်နိုင်ငံတော်သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်ပြည်ညာရေးဝန်ကြီးဌာနဒုဝန်ကြီးဦးရထွက်ကတော့ဒီဘုံကွဲမှုတွေဟာပြည်သူတွေကိုတုံလုံးခြောက်ကြအောင်နဲ့နိုင်ငံတော်ရဲ့ပုံရိပ်ကိုထိခိုက်အောင်ဆောင်ရွက်နေတာတွေဖြစ်တယ်လို့ပြောပါတယ်။လုတ်တယ်ဆိုတဲ့ယူချက်ကပုံရော့ဟိုကွဲတာတဲ့ပုံရော့အကြောက်တရားပေါ့နော်။လူတွေကိုအကြောက်တရားအဲဖြစ်စီတဲ့ဟာမျိုးလူစစ်လူတွေထဲမှာကျွန်တော်စီကိန်းနီးလာပြီးနောက်အာဆီယံဥပဒေတော်ထားတယ်။နောက်ဂျန်တဲ့ကိစ္စလေးဖြစ်ခဲ့တာလေးရှိတော့အဲ့ဂျန်ထဲမှာ လူတွေကိုကျွန်တော်တို့ပို့တော့မှတုံလုံးချောက်ချားစီအောင်အဲတန့်ဟိုပါဘုံเนาะမြန်မာနိုင်ငံရဲ့ပုံကြီးပေါ်ထိခဲ့စီအောင်လုပ်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဘယ်ဖွဲ့ကလုပ်တယ်ဆိုတော့ကျွန်တော်လောဆယ်တော့မပြောနိုင်သေးဘူးအော်တိုဘာလ17ရက်နေ့ကစပြီးဘုံကွဲမှုတွေရှိတာကြောင့်အစိုးရကတနိုင်ငံလုံးအတိုင်းအတာနဲ့လုံခြုံရေးတိုးမြှင့်ကြတာတို့တန်တရားရှိသူတွေကိုလည်းဖမ်းဆီးထားတာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ